ပြည့်တယ်ချင်းချင်းကောင်းရလားပြည့်ကျင်တဲ့စိတ်ပေါက်ပြီလားပေါက်တယ်လားမပေါက်ပါနေရသွဲကတော့ပြည့်ကျင်တဲ့စိတ်ပေါက်တာပဲဘာဖြစ်လို့လဲဆိုတော့တရားကျင့်နေတရားကျင့်နေဆိုတော့ဦးဇင်းတို့လည်းအရင်တော့တရားပါလဲအတုံးကြီးလားအလုံးကြီးလားနဲ့လိုက်ရှာတာပုဒ်ဥစဉ်တို့ရဲ့ဓလိပုဒ်ဥစဉ်အကျင့်ဇယိုက် ပုရုဇင်ရဲ့ဗီဇာဇယိုက်အကျင့်နေအကျမ်းနေတွေ့ရအဲ့ဒီဇယိုက်ကျမ်းဒလိကျမ်းတွေကိုခွာခြင်းတတ်ခြင်းလုပ်နေတဲ့အလုပ်ဒီပင်နေတရားကျင့်တယ်လို့ခေါ်တယ်သောတာပတိမေဆိုတာပုရုဇင်အနယ်ကိုဖြတ်တယ်ပုရုဇင်နဲ့ဖြတ်တယ်ဆိုတာအရိယာမေကျမှသွားဖြတ်တာမဟုတ်ဘူးအရိယာမေမတိုင်ရှေ့ဖို့ဘုရားဘာကမေကပထမ အုံဒီအခွန်ခွာတယ်လို့အခွန်ဘွားတစ်ထပ်အခွန်မတစ်ထပ်အသာချစ်ချပြီးတော့ညှစ်ထုံမှအောင်လို့ထွက်တာအခုလေပုဒ္ဓဇင်တလေးချမ်းအကျမ်းသာကြီးကိုဘုဘဘာကမဲ့ပထမပိုင်းမှာနေခွာရတတ်ရမယ်လက္ခဏာဤသုံးမှာ ရှုတဲ့လောကီဘုဘဘာကမဲ့မှာ အလဆောက်ကိုခွာတာတယ်အရိယာမဲ့ချမှာအနုတ္တိယကိုတတ်တာတော့တရားလည်းကြင့်ကြင်နေ တွေးခြင်းနဲ့ပုရုဇဉ်တလေးကြီးကိုလည်းမစွန့်နိုင်ဘူးဆိုရင်သူဘုဂ်ကိုရရမရအောင်အဲ့ဒါဒီဦးဇင်းတို့တဖြည်းဖြည်းတဖြည်းဖြည်းသင်စရာရှိရတယ်သင်သွားမှာပေါ့အခုတရားစထိုင်တော့အင်းအားလာတော့ဗာစိတ်နဲ့လာလေပုရုဇဉ်တလေးဆေးရိုက်ကြမ်းဆေးရိုက်ကြမ်းကြီးနဲ့လာတာပုရုဇဉ်တလေးဆိုတာကိုထင်ဟာကိုလောက်တာကိုထင်ထင်းသလိုလျှောက်လောက်ပြတာမထင်မထင်သလိုလောက်တာ သူသေးသေးကိုသေးသေးထောင်မကလို့တန်းရောက်ရောက်ငရေကြီးငရေလေးနိုင်နေဆိုပြီးတော့ကောင်းကောင်းဆိုးဆိုးကိုထင်ရကိုလှုပ်လိုက်ရမှာဆိုတာအဲ့ဒါပုရုဇဉ်ဒလိကျန်လို့ခေါ်တယ်။အဲ့ဒလိကျန်ကြီးနဲ့လာခဲ့တာတရားလဲကျင့်ရော ကိုဒလိကိုစီရိုက်နဲ့ကိုထီးတော်တာပဲ။ဝိညာဉ်လဲတက်လာရော လောကဓာတ်နဲ့တိုက်လာပြီဆိုတော့ပုရုဇဉ်ဒလိကထွက်လာတယ်။မတိုက်သေးတော့ငြိမ့်နေတာ။ နော်လောကဓာအတိုက်ခံနဲ့မတွေ့သေးတော့စိတ်ကငြိမ်းနေတာလောကဓာနဲ့လည်းတွေ့ရောတခါတည်းဘလူဆိုင်ကတော့တာပဲကိုထင်ရကိုလှုပ်ချင်တဲ့စိတ်တွေပေါ်မလာဘူးလားအဲပေါ်လာပြီတွေ့ပြီနော်လှုပ်ချင်တယ်ငြိမ်းချင်တယ်မာချင်တယ်ယုံချင်တယ်ကန်ချင်တယ်အောက်ကပေါင်ကြီးကနာလို့ဟိုကနာလို့အဲ့လိုဖြစ်နေတာအကြောင်းတွေပြနေတာအဲ့လိုအကြောင်းပြနေတဲ့အချိန်မှာအာနာပါနာကမ္မဋ္ဌာန်းပေါ်မှာသတိရှိသေးလား မရှိတော့ရှူရှိုက်တဲ့ဤစနစ်တော်ရှိသေးလားမရှိတော့ဘူးဘီဘဲဖြစ်ကုန်ဒါဓမ္မတာပဲအဲ့တော့ဒီပုရုဇဉ်ဒလိချမ်းနဲ့တွေ့ပြီတဲ့အောက်ကဒါလေးကဖောက်ပြန်တော့တိမခံရင်တဲ့ဒေါသတိမခံရင်ဘူးတဲ့ဒီဒုက္ခရုပ်ကြီးကို ပေါင်းဝါတာကို မလိုချင်ဘူးဟွန်းရှုပ်ပြလိုက်ခြင်းပဲလှုပ်ချလိုက်စင်တဲ့ဆိုတဲ့စိတ်ဒီပေါ်မလာဘူးလားပေါ်လာတယ်တဲ့အဲ့ဒီလိုစိတ်မျိုးနဲ့ဘယ်လိုလိုအရိယာဖြစ်မလဲ နော်လောရနဲ့ဂျုံလာပြီဆိုရင် မတုံလောက်ပဲနေရာမှာအခုကတုံလောက်ပြီးတော့ဘလူးဆိုင်ကကိုးကားတွေဖြစ်အေးအဲ့ဒါကိုဦးစင်းတို့ပထမဆုံးရေဆိုင်ရလိမ့်မယ်အခုဝင်လေထွက်လေကိုဦးစင်းတို့အာနာပနာကမ္မထံအဖြစ်နဲ့အခြေခံထားပြီးတာတရားစထိုင်တော့တော့ဝင်လေထွက်လေကိုကြိုးစားအထုတ်ပြီမဲ့ဝေဒနာတက်လာတော့စိတ်ကဝင်လေထွက်လေမှမရှိတော့ဘဲနဲ့ဒုက္ခဝေဒနာရှိသွားပေါင်းတာအောက်ကဒုက္ခယုံနဲ့သွားပေါင်းတာ သွားပေါင်းတော့ဒေါသလည်းဖြစ်လာရောမူလကမ္မထမ်းကြီးပြန်မရောက်ခဲနဲ့ရှေ့ဆက်ပြီးတော့အချို့သောယောဂီကနော်ပြင်နေကြမို့လို့ပြင်လိုက်ခြင်းနဲ့နော်ရွှေ့နေကြမို့လို့ရွှေ့လိုက်ခြင်းနဲ့နှဲ့နေကြမို့လို့နှဲ့လိုက်ခြင်းနဲ့လှုပ်နေကြမို့လို့လှုပ်လိုက်ခြင်းနဲ့ဆိုတဲ့စိတ်တွေပေါ်မလာဘူးလားအဲ့ဒါအာဟုတုစိတ်လားကုတုစိတ်လားအာဟုတုစိတ်ဘုလိုစဉ်ဒလိနဲ့ရှင်နဲ့စိတ်ကြမ်းနေတချို့ကြတော့ဝင်လာလက်တက်လာရော မိမိစိတ်နဲ့ခန္ဓာအင်းကြီးကိုကျိုးတုပ်တယ်လို့ညှိချုပ်တော့တာပဲတခါလေလမောင်းနေပခုံးနေနောက်ကြောတွေယင်ကြောတွေနဲ့အကြောတွေတင်းအောင်နှလုံးရင်ကိုညှိပြီးတော့ဆုပ်ပြီးညှိချုပ်ထားတာချုပ်ကင်ထားတာယောဂီတို့အဲ့ဒါကိုယ့်အကူပြန်ကြိုက်တာခေါ်တယ်ကိုယ့်သားကိုပြန်စားတာပဲအဲ့ဒါရာဂလို့ခေါ်တယ်ကြိုက်ခဲတာခန္ဓာအင်းကိုနှလုံးရင်ကိုညှိပြီးအကြောတွေတင်းအောင်လုပ်တာ အင်းအဲ့ဒါလည်းအာဟုတုပဲတဲ့ကာမဇောတွေဒေါသနဲ့ရှင်နဲ့ဇောတွေအဲ့ဒါတွေဟာအာနာပါနကမ္မထံနဲ့လွတ်တဲ့အာဟုတုစိတ်တွေအခုအတွေ့အကြုံမရှိတော့အခုအတွေ့အကြုံရောက်လာပြီတွေ့ကြုံရလာတော့မူလကမ္မထံအာနာပါနကမ္မထံကို စနစ်တကျရှူဆိုင်ဖို့ဟာအဲ့ဒီဝေဒနာ မတက်ခင်တည်းကရှူဆိုင်တဲ့အကျင့်ကို ရှူဆိုင်မှုကို စနစ်ကျအောင် ကြိုတင်ပြီးတော့ကြက်ကြက်မတ်မတ်လေ့ကျင့်ထားဖို့လိုတယ် ဝင်လေထွက်လေကိုကာမောင်းတဲ့ပုဂ္ဂိုလ်ကဲ့သို့ကာမောင်းတဲ့ပုဂ္ဂိုလ်ကဘယ်တော့ဖြစ်ဖြစ်ဘေးကိုမကြည့်ဘူးနောက်ကိုမကြည့်ဘူးသူသွားမဲ့ရှေ့ကလမ်းကိုပဲကြည့်နေတယ်သူလိုရခကြီးမရောက်မချင်းသူသွားမဲ့လမ်းကိုပဲကြည့်နေတယ်ဂျိုင်းနေလား၊ကိုယ်သွားတာလား၊မြင်သွားတာလားနော်အဲ့ဒါကိုသူကလမ်းကြောင်းကိုကြည့်တယ်ကြည့်ပြီးတော့လက်တစ်ဖက်ကနော်စီရိုင်းမော့အဲကားကိုထိန်းတဲ့ ဇီယာတိုင်းကိုကင်ထားတာလွတ်သလားမလွတ်ဘူးကင်လဲကင်ထားတယ်ကြည်လဲကြည်နေတယ်ဇီယာတိုင်းကိုလဲကင်ထားတယ်မျက်လုံးကလဲတပြိုင်နဲ့ကြည်မနေဘူးလားအေးအဲ့ဒီလိုလောလောအောင်ကြည်နေရင်တဲ့ညာကခွဲကြတယ်လမ်းကွေရမလားကွေသွားတဲ့လမ်းလားနော် ခွဲသွားမဲ့လမ်းလားဘယ်လမ်းလဲဆိုတာကိုညံကခွဲကြတယ်ခွဲကြတော့ໃຈမဲဆိုရင် ရိုင်းတဲ့ကားကြီးမရောက်အောင်ဘယ်လိုကိုရမလဲလို့ပညာကနေပြီးတော့ထိမ့်ပြီးတော့ဇီယာတိုင်းကိုကိုွေပြီးမိမိခွဲရမယ့်လမ်းလို့သိလို့ရှိရင်ကိုခွဲရမယ့်လမ်းလို့ခွဲကြလို့သိပါရင်ပွဲပြားသွားတဲ့လမ်းအဖြစ်ပေါ်တဲ့လမ်းကိုရောက်အောင်ပညာကနေပြီးတော့ဇီယာတိုင်းကိုဘယ်လောက်ကိုွေပြီးရမလဲဘယ်လောက်လောက်ကကိုွေရင်ကိုလမ်းကြောင်းအတိုင်းရောက်မယ်ဆိုတာပညာကညှိပေးညာကလမ်းမှန်လမ်းကြောင်းလမ်းကောက်နော်လမ်းစိုးလမ်းကောက် အရာကိုညာကခွဲကြပြီးတယ်တတိကမျက်လုံးနဲ့တူတယ်တဲ့ကြည်နေတာကိုသွားမဲ့လမ်းကိုကြည်နေတာအဲ့တော့တတိညာပညာသုံးချက်နဲ့အလုံးလုံးလို့ကားဒရိုင်ဘာလို့မျက်လုံးကြည့်တာလည်းမအားဘူးဆရာတိုင်းကိုကင်ထားတာလည်းမအားပဲနဲ့ညာနဲ့ပညာကဆရာတိုင်းကိုညှိပြီးတော့ထိန်းချုပ်ပေးတယ်အဲ့ဒီလိုတတိနဲ့ညာနဲ့ပညာနဲ့မောင်းတဲ့ဒရိုင်ဘာဒီအန္တရာယ်ကင်းပြီးတော့ကိုလိုရာခီးကိုရောက်တယ် အခုလဲယောဂီတို့ဝင်လေထွက်လေကိုလမ်းနဲ့သဘောထားလိုက်ပါဝင်လေထွက်လေပေါ်ရာကို အောင်ပြတာက ကားဒရိုက်ဘာရဲ့မျက်လုံးနဲ့တူတယ်လို့သဘောထားလိုက်ပါရှူရှိုက်နေတဲ့ရှူရှိုက်နေခန္ဓာရင်ကို စိတ်နဲ့မညစ်ချုပ်ခွဲနဲ့ဦးဇင်းတို့ဒီကညွန်ကြားတဲ့အတိုင်းရင်ထိုးခြင်းခါရမ်းခြင်းလှုပ်ရမ်းခြင်းမရှိ စိတ်နဲ့ယုတ်ကြီးကို အပေါ်ကိုညှိမှထားတာမရှိအဲ့လိုမရှိဘဲနဲ့ပဂရိ ပိုင်ရှင်မရှိတဲ့ခန္ဓာအိမ်အသင်ပဲရှိတဲ့ခန္ဓာအိမ်သူ့ဘဝသူအလိုက်သင်လေးတည်နေသလိုခန္ဓာအိမ်ကအဲ့ဒီလိုတန့်ရှင်းတဲ့အိမ်တွေဟုတ်မဟုတ်သုံးမဟုတ်ပေါင်ကျော်ကြီးများသွားတင်ထားသီလားကြောက်လန့်ပြီးတော့ဝေနာတက်လာတော့လက်မောင်းကျော်ကြီးများသွားညစ်ထားသီလားပခုံးကြီးများညစ်ထားသီလားခါးနဲ့ကြောကြီးများ ချုပ်ထားသီလားအဲ့ဒီအမားတွေရှိနေသလားလို့အဲ့ဒါကို ပွဲပြောင်းကြည့်တာသုံးသတာကညံ့ ရှူဆိုင်တာအရှိတူမားလိုက်အနည်းမြန်မားလိုက်မှန်လိုက်မှန်ရလားမားလားဆရာညွန်ကြားတဲ့အတိုင်းအံကြရလားလို့ခွဲကြကြည့်နေကြကညံကွဲပြားနေတာတွေ့ရင်မကွဲပြားအောင်ကြည့်ပြရတာကပညာအဲ့ဒီလိုတတိယဉာဏ်ရဲ့ပညာရဲ့သုံးချက်နဲ့ဝင်လေထွက်လေပြီးတော့လမ်းကြောင်းကိုတတိဟူသောမျက်လုံးနဲ့ကြည့်ပြီးတော့နော်ဇောက်ချပြီးတော့ကြက်ကြက်မမရှုသွားတဲ့ပုံကိုအဲ့ဒီပုံကအန္တရာယ်ကင်းတယ် အောက်ကဒုက္ခဝေနာသူ့ဘာသူဘလောက်တက်တယ်ပြတ်တယ်ကိုနဲ့မဆိုင်ဘူးအောက်ကဒုက္ခယုတ်ကြီးကိုဘလောက်များလဲဘလောက်လာပါလဲဘလို့လာအောင်ပါလဲဘလောက်များပြေအောင်ပါလဲသွားမလုံနဲ့ကိုယ်လုံးမဟုတ်ဘူးဒီခန္ဓာဒုက္ခကြီးမှစိတ်ကိုလွတ်အောင်သိမ့်စည်းနေရတယ်အဲ့လိုသိမ့်စည်းတဲ့နေရာမှာကြိုက်ခဲထုံခြင်းတဲ့ယုတ်ကိုသွားမကြည့်ဘဲနဲ့ဝန်လေထွက်လေပေါ်ရကိုတာကုဏလိုတတိညာပညာသုံးချက်နဲ့ကြက်ကြက်မတ်မှရှူသွားရမယ်အဲ့လိုတော့တတိညာပညာတော့ရှိပါတယ်ဒီ driver က ကားကိုသူ့ရဲ့အရှိန်ဆုံး speed တိုင်းရောက်အောင်မနေဘဲနဲ့ဖြည်းဖြည်းချင်းနေနေလို့ရှိရင်လူရခီးရောက်ပါမလားအဲ့လိုမဟုတ်ဘဲနဲ့လိုအပ်တဲ့ speed တဲ့အရှိန်များပြီးတော့ကီလို60လောက်မောင်းရမယ်ဆိုတာကီလို140လောက်သွားမောင်းတော့ဒီကားကထိန်းလို့ရပါမလားကိုလည်းဒီလိုပဲရှူရှိုက်တာယွန်လွန်အာကြီးတော့လေအရာအရှိန်မပါတော့ဇောမဖြစ်ဘူးအကဲရွှူရှိုက်တာပြုတ်တင်တာတဲ့လွန်သွားလို့ရှိရင်လေ မတည်ငြိမ်ဘူးပင်မနဲ့အဲ့ဒါကြောင့်မလို့မိမိတို့ရှူဆိုင်တဲ့နေရာမှာတက်တာအောင် နေတာအောင် ဆိုပြီးတော့လည်းမရှူနဲ့ပြင်းထန်ပြီးပင်မအောင်လည်းမရှူနဲ့ဒါမိမိတို့ရဲ့ခန္ဓာကိုအချိုးစားအနေထားပေါ်မှာမူတည်တယ်တချို့ကြတော့ဝေါ်ရတဲ့အခါကြတော့ရှူဝါဆက်ရတာကငဂိုရိယခန္ဓာကိုကြီးကအတုံးလိုက်ခဲလိုက်ကြည့်ဆိုလေးပြီးတော့ရှူလို့မကောင်းဘူး တချို့ကြတော့လေဝဝေနဲ့ရှူဆိုင်လို့ကောင်းတယ်အရေးကြီးတာက ရှူဆိုင်တာအရှိန်ပါဖို့လိုတယ်ညာပြီးတော့ဖြည်းဖြည်းလေးချင်းမရှူနဲ့ဥစဉ်လို့လိုချင်တာကျမ်းပါရင်မကောင်းတဲ့နှလုံးရောဂါပါနိုင်ချက်ရှိတဲ့ပုံကိုယ်တွေဒီပုံကိုယ်တွေတို့ကဥစဉ်တော့သူတို့ရဲ့အရှူနိုင်တဲ့အားလေးနဲ့ပဲဖြူသွားခိုင်းတာကြံတဲ့ရှူဆိုင်တိုင်းတဲ့ပုံကိုယ်တွေကြတော့အရှူနှုံးမပြော့စေနဲ့ အရှိန်ပေါအောင် ရှုမယ်အရှိန်ပေါအောင်ရှုတယ်ဆိုတော့အတော့ဦးစင်းတို့ပေဒါနဲ့စကိနဲ့အတိုင်းတော့မရဘူးကိုဦးစင်းတို့ဆက်ကရှူရှိုက်တဲ့အရှူနှုံးအဲ့ဒီအရှူနှုံးတဲ့နည်းနည်းတာအောင် ရှူနိုင်ရင်လည်းကောင်းတယ်သို့မဟုတ်အဲ့ဒီအရှူနှုံးတိုင်းအန်ကြအောင်ပဲရှူတချို့ကြတော့လူငယ်လူရွယ်တွေကြတော့ဒီလိုရှူရှိုက်ရတဲ့အရှူနှုံးကနည်းနည်းကျဲတယ်လို့နှေးတယ်လို့ဖြစ်တတ်တယ် အဲ့လိုဖြစ်ခဲ့သလိုရှိရင်သူတဲ့နည်းနည်းလေးပြင်းပြင်းလေးရှူတယ်တာကြီးပြင်းပြင်းကြီးမဟုတ်ဘူးအေးအဲ့လိုယောဂီတို့ဥစဉ်တော့တော့ဒီကနေပြီးတော့ဆက်နဲ့အများကိုညှိပြီးတော့အရှုံနှုံးပေးထားတယ်ယောဂီတို့ချင်းကခန္ဓာကိုယ်တိဆောက်တာချင်းမတူတဲ့အတွက်ကြောင့်မိမိတို့ရဲ့ခန္ဓာကိုယ်အချိုးစားပုံမူတည်ပြီးတော့နော်ရှူရှက်ရမယ်သို့တော်လဲညာပြီးတော့တက်တာလို့တဲ့သဘောနဲ့တော့မရှိပါနဲ့အရှိန်ပါအောင်ရှူရင်ကောင်းတယ် အဲ့ဒီကားများလဲ speed အချိန်ပါမှကောင်းတာအချိန်လွန်သွားရင်လည်းမကောင်းတော့ဘူးထိမ့်မရတော့အချိန်နေနေရင်လည်းမကောင်းဘူးအဲ့အတွက်ကြောင့်သူ့ကားနဲ့သူ့အရွယ်နဲ့သူ့ကုန်ကြိမ်နဲ့မျှတဲ့အချိန်နှုန်းကိုရောက်အောင်ကား driver ကမောင်းရမယ်နော်ကုန်ကားကြီးကိုရဲ့အချိန်နှုန်းဟာနော်ကိုယ်ပိုင်စီးတဲ့ကားလေးနဲ့တွားကြီးလို့မရဘူးကားအသေးလေးတွေကဝန်လဲနေတဲ့ သေးလက်သေးတော့ပေါ်ပါနဲ့တွက်လက်တော့သူတို့အချိန်လုံးလိုက်မောင်းလို့မရဘူးအင်ဂျင်ကြီးကြီးပြီးတော့အင်ဂျင်ကြီးတိုင်းလည်းမဟုတ်ဘူးတဲ့ကိုတင်ထားတဲ့ဝိတ်ကအများနေတယ်အခုလည်းဒီလိုပဲယောဂီတို့မိမိကရှူရှိုက်တဲ့နှုံးသည်အလင်းပါပြီးတော့အချိန်ပါဖို့တော့လိုတယ်အဲ့အလင်းနဲ့အချိန်ပါတဲ့နှုံးရောက်အောင်ရှူရင်းနဲ့မိမိအရှူနှုံးသည်စိတ်ကိုပင်ပန်းစေတဲ့သဘောရှိရင်နည်းနည်းလျှော့ စိတ်ကိုပင်ပန်းစေမှုမရှိဘူးဆိုရင်မလျှော့နဲ့ဒါကွာကိုချင်အဲ့လိုအရှိတူညှိမယ်အနည်းအမြန်ညှိမယ်အပြင်းအပြော့ညှိမယ်အချိန်နှုံးညှိမယ်ပြီးဝင်လာတဲ့အချိန်နှုံးနဲ့ပြီးထွက်သွားတဲ့အချိန်နှုံးဝင်လာတဲ့လေရဲ့အရှိနဲ့တူနဲ့ထွက်သွားတဲ့လေရဲ့အရှိတူညှိမယ်ဟုတ်ဝင်လာတဲ့လေရဲ့အပြင်းအပြော့နဲ့ထွက်သွားတဲ့လေရဲ့အပြင်းအပြော့ကိုညှိမယ် ရက်လိုက်ရှူလိုက်မအောင်ရှူရဘူးလေကိုရှူဆိုင်တဲ့နေရာမှာလေဟာလွတ်လွတ်လပ်လပ်ချောင်ချောင်ချီချီဝင်ထွက်အောင်ရှူရမယ်ညှိချုပ်ပြီးတော့မရှူရဘူးအဲလိုရှူဆိုင်ရင်းနဲ့ဉာဏ်နဲ့ပညာက နောက်ကနေကြက်မှတ်ပြီးတော့လေချောင်းဝင်ထွက်တဲ့သဘောကိုနော်ဉာဏ်နဲ့ပညာကကြက်မှတ်ပြီးတော့သူ့ဘာသူအောက်ပိုင်းကခွေးစားစားကြီးစားစားမီးတောင်လို့ပြာကြကြနော်အောက်မှာပိုးထိုးထိုးလောက်ကဲ့ကဲ့အောက်ပိုင်းခန္ဓာကိုယ်ကြီး ဖြည့်ချင်ရဖြည့်ပါစေပြစ်ထားလိုက်မပြစ်တော့သေတော့ခုနောက်ပါလို့လားမပါဘူးတစ်သက်လုံးလည်းသူ့အတွက်ကြုံခံသေးပြီးတော့သူ့တတ်တာလည်းခံသေးတယ်အရှုံးကြီးပဲအဲ့တော့နောက်တစ်ခါနာနောက်ဘဝကိုမပါတဲ့မသေးခင်ကြုံခံပြီးတော့ကြွေးရသေးရက်ဆက်တဲ့ဒီခန္ဓာတော့နေပါစေတော့ဟဲ့ဆိုပြီးတော့တခါတည်းလွတ်ထားလိုက်လွတ်ထားပြီးတော့သူ့ဘဝသူအခုံချော့တယ်ထားပြီးတော့ရှေ့ရှုပြီးတော့ယင်ဝါကိုအားပြုပြီးတော့လေပေါင်းရှူသွား အဲ့လိုရှုရှိုင်းရင်းနဲ့ဝိညာဉ်တက်လာပြီဆိုစိတ်ကဝိညာဉ်ရှိဇတ်ဆိုရောက်သွားရောက်သွားပြီဆိုမကြောက်နဲ့ကြောက်စိတ်မမွေးနဲ့အရိယသူတော်ကောင်ဘယ်တော့မှမကြောက်ကြောက်စိတ်မွေးရင်အဲ့ကြောက်တဲ့စိတ်ကပို့ပြန်ချောင်းနေလိမ့်မယ်ကြောက်เสียမလို့ဘူးမိမိစိတ်ကိုမိမိရဲ့မူလကမ္မထံရောက်အောင်ကြက်ကြက်မတ်မတ်စီကံတကြစနစ်တကြဉာဏ်နဲ့ပညာကြက်မှတ်ပြီးတော့ရှုရှိုက်သွားနောက်မှရန်သူလိုက်လာပြီးဝိညာဉ်တက်လာပြီး ဘေးဆိုကြီးပေါ်လာပြီအဲ့ဒီဘေးဆိုနှိမ့်ဆက်နေတဲ့ဝေဒနာကိုသွားပေါင်းတော့ယောဂီတို့ချမ်းသာသလားဆင်းရဲလားဆင်းရဲမှန်းသိတဲ့ဒုအာယုံကို မပေါင်းတော့ဘဲနဲ့ဆင်းရဲမှုလွတ်တဲ့မူလကမ္မထံအာနာပါနကမ္မထံကိုကြက်ကြက်မတ်မတ်ချိန်ညှိပြီးတော့စောက်ချပြီးရှေ့ရှုရှူသွားရင်ယောဂီတို့ငါရှူတာလည်းမရှိတော့ဘဲနဲ့သူ့ဘာသူဇန်စောတီတဲပြီးတော့နော်အလုပ်လုပ်ရှူနေလိမ့်မယ် အကြံပီတိတွေဖြစ်နော်ချမ်းသာပြီးတော့အောက်ကဒုက္ခဝေဒနာနဲ့တခြားသည်ဖြစ်သွားပြီးတော့ဝင်လေထွက်လေမှာစိတ်ကငြိမ်သက်ပြီးတော့မခွာခြင်းတော့ဟမ်တကြလည်းသွားရှူလိုက်တော့ကြဝေနာသွားကြည့်လိုက်တော့ကြပြေးရှူလိုက်တော့ကြဘာလို့အကောင်းမလဲကြွားအကောင်းမလားအဲ့လိုပြုစားပြင်းအောင်ဖြစ်နေပြီဆိုရင်တော့အဲ့ဒီပုံကိုယ်သည်ဒုက္ခဝေနာမလွတ်ဘူးအဲ့လိုပြုစားပြင်းအောင်ဖြစ်မဲ့ဆိုရင်အဖြစ်မခံမဲနဲ့ မူလဆရာမာရတဲ့အတိုင်းစိတ်နဲ့ရုပ်ကိုမေ့ပြီးတော့သွားပြီးတော့ညှစ်ချုံမှုအလောက်ကိုမလုံးမိစေပဲနဲ့ခန္ဓာအင်းကိုသူ့ဘာသူအခွန်ချော့ထားတာကိုပုံမပြည့်စေပဲနဲ့နော်လှွတ်ထားပြီးတော့ဝင်လေထွက်လေကိုတာသာဏစောပြီးတော့လောပြီးတော့မရှုံနဲ့တချို့ကြရလဲကြောက်ပြီးတော့အတင်းပြေးတာနော်ကြောက်ပြီးတော့လော့မဲ့ထင်ပြီးတော့စနစ်တကျအန်ချပြီးမပြေးပဲနဲ့ကြောက်ပြီးပြီးတော့ခလုတ်တိုက်ကုန်ရောအဲအဲ့လိုလဲတချို့ရှူတာရှိတယ် အဲတချို့ကြတော့ရှူတာရှူနေတယ်အာနာပါနာကမ္မဋ္ဌာန်းတာရှူနေတယ်စိတ်ကအောက်ရောက်ကြိုက်တဲ့ခဲတဲ့ရှိရောက်ဝင်လေတွဲလေကိုသေသေးချာချာကြက်ကြက်မမပထမအရှူဆိုင်နဲ့နောက်အရှူဆိုင်နဲ့နောက်အရှူဆိုင်နဲ့တပုံစံနဲ့အံကြအောင်ချတဲ့အလုပ်ကိုအဲ့ဒီအလုပ်ကိုဇောက်ချမလုပ်ဘဲနဲ့ရှူတော့ရှူနေတယ်နော်ဘေးလွတ်ကြည့်လို့ရှိရင်တော့ရှူနေတယ်ဒါပေမဲ့မိမိစိတ်ကအောက်ကကြိုက်တဲ့နေရာကြီးရောက်ဒါပေမဲ့ရှူဆိုင်တာမှမှန်တော့ အဲ့ဒီပုဂ္ဂိုလ်တရေတော့ကကြည့်လိုက်ရင်သိတယ်ဒီပုဂ္ဂိုလ်စိတ်ကအာရုံနေပြီအပေါ်မှာအိုးနှင်းခွက်နှင်းဖြစ်နေပြီရှူဆိုင်တာမှမှန်တော့ဘူးအဲ့တော့ယောဂီတို့အခုကြည့်စင်အခုမှနှစ်ကြိမ်ပဲရှိသေးတယ်နော်တစ်ကြိမ်နဲ့တစ်ကြိမ်ပို့ပို့ပြီးတော့စနစ်ပို့ကြလာအောင်ကိုယ့်ရဲ့အားနဲ့ချက်တွေကိုပြင်ဆင်ပေးပါတစ်ကြိမ်နဲ့တစ်ကြိမ်စနစ်ကြမှု ဖြစ်အောင်လိုအပ်တဲ့ပြင်ဆင်မှုကိုမိမိသုံးသပ်ပြီးတော့အားနဲ့ချက်တွေကိုပြင် မကန်နေဆိုတဲ့လမ်းကြောင်းကိုမရွေ့သွားအောင်လို့ကြက်ကြက်မတ်မတ်ရှူဆိုင်ပေးပါ။ဇောက်ချပြီးတော့ရှူပေးပါ။အဲဒီလို ကြင်ကြံမယ်ဆိုလို့ရှိရင်ယောဂီတို့ဘလောက်ကြာကြာဂယုမဆိုင်တော့သူဘသူဝေဒနာကြီးကြာကြာအောက်ကဝေဒနာဘလောက်တက်တက်ဂယုမဆိုင်တော့အဲ့တော့ယောဂီတို့အခုအစပိုင်းမှာအခြားရည်သားလာတဲ့ပုံစံတွေကြတော့ခုနလိုပေါ့ကမ္မထမ်းပြောင်းတော့နည်းနည်းအခက်အခဲရှိမယ်။အဲရှိနေမှာပဲဒီအချိန် အဝိနာတက်လာရင်ပြင်ရှင်မကြီးနဲ့စိတ်တွေဥစည်းနေလိမ့်မယ်အာရာကိုအလိုမလိုက်ပါနဲ့ပြင်ရှင်တဲ့စိတ်နောက်ကိုနောက်စိတ်ကလည်းလိုက်မပြင်းမေးပါနဲ့လှုပ်ရှင်တဲ့စိတ်ပေါ်လာရင်လည်းနောက်စိတ်ကလည်းလိုက်ရောပြီးမလှုပ်ပေးပဲနဲ့လိုက်ရောလိုတဲ့စိတ်တွေကိုဆွန့်လွှတ်ပြီးတော့အာနာပါနာကမ္မထံကိုကြက်ကြက်မမစနေတကြရှူလိုက်ပါယောဂီတို့အခုချိန်ကတော့အာနာပါနာကမ္မထံပဲကျင့်ခိုင်းမှာအဲ့ဒီကျင့်စဉ်အကြောင်းပဲစနေကြဖို့ပြောနေမှာအင်းဒီတိဆောက်တာလေမနက်ကဦးစင်းတို့အင်းဒီတိဆောက်ပုံပြင်ဆင်ပေးတယ် မိမိရဲ့တစ်ချိန်နဲ့တစ်ချိန်တရားထိုင်နေရင်နဲ့မိမိအိမ်ဒီတိဆောက်ပုံအားနေချက်တွေကိုသိပါလိမ့်မယ်။ငါဘလို့ပြင်ထိုင်ရင်ကောင်းမလဲ။မိမိပထမထိုင်ခဲ့တာနောက်ကြကြထိုင်တော့ဘယ်အားနေချက်ရှိတယ်။အဲ့ဒီအားနေချက်မရှိအောင်မိမိဘလို့ပြင်မလဲဆိုတာကိုမိမိခန္ဓာအကျိုးအစားနဲ့ကိုယ်အတွေ့အကြုံကိုစစ်ဆေးပါ။ဟိုခုတဲ့ပုံကောများတအားကြီးမခုနဲ့။တရားကြီးခုရင်ပူဆိုးတယ်။ တချို့ကကြောက်ပြီးတော့အောက်ကကိုအပေါင်းတစ်ဖက်မှာခုတာခုတော့ရုပ်ကနောက်တွန်းထားတယ်ပထမတော့ဒီစိတ်ကရုပ်ကိုထိန်းနိုင်တာပေါ့အဲ့လိုထိန်းနိုင်တော့ဒီရုပ်နောက်လန်တာကို ထိန်းထားတာမထင်ရှားဘူးအာနာပါနကမ္မထမ်းမှာစိတ်ကိုလွတ်လွတ်လဲပို့တော့နောက်ကထိန်းထားတာကြီးကိုစွန့်ပြီးတော့အာနာပါနကမ္မနာကိုစိတ်ပို့တော့နောက်ကရုပ်ကြီးလွတ်လဲလွတ်တော့ရုပ်ကလန်မာကြတာနဲ့မလွတ်ရဲတော့ပြန်ထိန်းထားတော့ကမ္မထမ်းကြီးစိတ်ကမရောက်တော့အဲ့ဒါကြောင့်လို့အေနီတီဆောက်ပုံဟာတော်တော်အရေးကြီးတယ် ခုသင်တလောက်ပဲခုပါအဲအောက်ကတချို့ဒူးကောင်းနေထောင်နေတယ်ထောင်နေတော့ကြောက်ပြီးတားခုမယ်အဲလိုတားကြီးမခုနဲ့နည်းနည်းနေတောင်တော့ပဲခု နောက်သူ့ဘောသူအကြောတွေပြေကြလာလိမ့်မယ်အဲတော့ဦးစင်းတို့စနစ်ကြဖို့ဟာလက်ထားတာတွေမှန်ကန်ဖို့ပထမထားတာဘလို့ရှိတယ်နောက်တစ်ခါငါဘလို့ထားသင်းတယ်နော်အင်းရီကိုတမလင်းခွေတာပထမချင်းခွေတဲ့ပုံမှာမိမိဘလို့အာဏာချက်ရှိသလဲဒီတခါဘလို့ခွေမယ်ဆိုတာ ယောဂီတို့ကိုယ်စိတ်ကြိုက်ပြင်မှာပဲအားလုံးနမောတတ္တနဲ့ဖျားကြတော့ပါ။